မိသားစုထဲမှာအမျိုးဆက်တဲ့အခေါ်အဝေါ်တွေကို English လို့ဘယ်လိုပြောရလဲဆိုတာလေးကိုဒီမှာ share လုပ်ပေးပါမယ်အဲ့တော့ wife ဇနီး husband ခင်မအဲ့တော့အိမ်တော်ဘက်တွေကို spouse x အိမ်တော်ဘက်များလို့ခေါ်တယ် mother အမေ father အဖေအဲ့တော့မိဘတွေကို parents မိဘများလို့ခေါ်တယ်အဲ့တော့ daughter သမီး son သား เนาะအဲ့တော့ဒီတားတွေသမီးတွေကိုကြတော့ children clean များလို့ခေါ်တယ်အဲ့တော့ sister အာအမညမ brother အကိုညီပေါ့เนาะဒါဆိုမောင်နှမတွေကို siblings လို့ခေါ်တယ်မောင်နှမညာအာ niece ကတူမ nephew ကတူတူတူမတွေကိုအာ niblings လို့ခေါ်တယ်เนาะ aunt adore anchor ဦးလေးအဲ့တော့ဦးလေးအတော်တွေကိုကြတော့ siblings လို့ခေါ်ပါတယ် โอเคဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကနေစကလုံးလေးတွေပို့ပြီးတော့มาတည်သွားမယ်လို့ထင်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်အင်္ဂလိပ်စကားကိုအချိန်ခင်ကနေကြွန့်ကြွန့်ကြည့်ရင်ပြောတတ်ခြင်းလေဆိုရင် Brilliant Future English စာသင်တန်းမှာရှိတဲ့ Business English Speaking Course ကိုသင်လို့ရပါတယ်